အားလုံးပဲမင်္ဂလာပါရှင် Minecraft ထိုင်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့မှာတော့ကျမတို့ Minecraft ထိုင်းတည်င်းဌာနရဲ့ရွှေပြောင်းမြမာလုပ်သားတွေအတွက်ဥပဒေရေးရာမျှဝေခြင်းစီစဉ်ကနေပြီးတော့ထိုင်းနိုင်ငံမှာရှိတဲ့ရွှေပြောင်းလုပ်သမားတွေလောက်ကင်ခွင့်မရှိတဲ့အလုံး၃၉မျိုးကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင် ကဲ့ပါရှင်ရွှေပြောင်းမှုသမားရဲ့လောက်ခိုင်ခွင့်မရှိတဲ့အလုပ်တွေကတော့တစ်ထွင်ပပူးလုပ်ငန်းစိန်ကြောင်မြတ်ဖြတ်တောက်ခြင်းလုပ်ငန်းလေလံလုပ်ငန်းစပင်းညှက်ခြင်းနဲ့အလှပြုပြင်ခြင်းလုပ်ငန်းရက်ကန်းရက်ခြင်းလုပ်ငန်းကျူးကျိန်ကောက်ရိုးဝါကြက်မွေးစသည်တို့ဖြင့်ရက်လုပ်ခြင်းလုပ်ငန်းခြိထိုးလုပ်ငန်းလက်ဖြစ်ပြုလုပ်ရတဲ့ပိုးစာစကူလုပ်ငန်းရွှန်းထည့်ပြုလုပ်ခြင်းလုပ်ငန်းထိုင်းဂီတာဒူရီယာလုပ်ငန်းဘဲဘဲလုပ်ငန်း ပဒိန်လုပ်ငန်း၊ကြောက်ချဲပြုလုပ်ခြင်းလုပ်ငန်း၊ထိုင်းရိုးရာအယုတ်ပြုလုပ်ခြင်းလုပ်ငန်း၊စွမ်းတပိတ်ပြုလုပ်ခြင်းလုပ်ငန်း၊ပိုးထည့်ပြုလုပ်ခြင်းလုပ်ငန်းများပြီးဗုဒ္ဓရုပ်ပွားတော်များပြုလုပ်ခြင်းလုပ်ငန်း၊ဆက်ကူဖြင့်ထီးအထည်ပြုလုပ်ခြင်းလုပ်ငန်းလက်ဖြင့်ထိုင်းအခရာစာပေများရေးချေရခြင်းလုပ်ငန်းများအပြင်တရားရေးရုံဆောင်မှုလုပ်ငန်းနှင့်မော်တော်ယာဉ်မောင်းနှင်ခြင်းလုပ်ငန်းတို့ဖြစ်ပါသည်။ မော်တော်ယာဉ်မောင်းနှင်ခြင်းလုပ်ငန်းကအငိုင်းယာဉ်မောင်းနှင်ခြင်းလုပ်ငန်းကိုဆိုလိုပြီးမိမိဝယ်ယူထားတဲ့ကိုပိုင်ရည်ကိုတော့မောင်းနှင်လို့ရပါတယ်ရှင်။ထို့အပြင်အတွင်းကြီးမှုစရေးစရဲ့ရုံးဝတ်ထမ်းလုပ်ငန်းများကိုတော့ထိုင်းနိုင်ငံရဲ့ရွှေပြောင်းလုပ်သမားဥပဒေအရကတ်တန့်ထားပါတယ်ရှင်။